အလုံးမင်္ဂလာပါလို့ယေရှုနာမအပြင်ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်ဒီနေ့နှုတ်ကပတော်ခံယူတော်သူရောက်စီတိုင်းရဲ့နှလုံးသားထဲမှာနှုတ်ကပတော်မျိုးစေ့ကြရောက်ပြီးအပင်ပေါက်ကအသီးသီးနိုင်ကြပါစေလို့ယေရှုနာမအပြင်ဆုတောင်းကောင်းချီးပေးပါတယ်ဒီနေ့ကျွန်တော်အနေနဲ့အကျင့်မပေါ်သောယုံကြည်ခြင်းဒီအသေးဖြစ်ဒီဆိုတဲ့ဂေါစင်နဲ့နှုတ်ကပတော်ကိုဝင်ကသွားမှာဖြစ်ပါတယ်အခြေခံကျမ်းပိုက်ကတော့ရှင်ယာကုတ်2:19ဖြစ်ပါတယ် ဒီနေ့ယုံကြည်သူများဟာမိမိတို့ရရှိထားတဲ့ကယ်တင်ခြင်းယုံကြည်ခြင်းဟာမြဲမြံခိုင်ခန့်ခြင်းရှိမရှိအမြဲတစေဆက်စင်းနေဖို့လိုအပ်တာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်မိမိတို့ရဲ့ဝိညာဉ်ရေးရာမှာအစဉ်အတိုင်းကြီးထွားရင်းကျက်ခြင်းရှိမရှိဆက်စင်းဖို့လိုအပ်တာဖြစ်ပါတယ်။ကျွန်တော်တို့ဒီမှာစမ်းစာထဲမှာတွေ့ရတယ်ခရစ်တော်ဟာငယ်စဉ်ဘဝကသူဟာအစဉ်အတိုင်းကြီးထွားရင်းကျက်ပြီးတော့ ပညာတိုးပွားတယ်လို့ပေါ်ပြထားတာဖြစ်ပါတယ်ထိုနည်းသူစားပဲကျွန်တော်တို့ကဲတင်စင်စားရှိတဲ့အခါမှာခရစ်တော်ကဲတို့အစင်အတိုင်းဝိညာဉ်တော်ရဲ့လမ်းပြပို့ဆောင်တော်မူခြင်းအဖြစ်ကြီးထွားခြင်းကျင့်ဖို့ရန်ဘုရားသခင်အလိုရှိတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကြီးထွားခြင်းကျင့်ဖို့ရန်အတွက်လိုအပ်တဲ့အရာတစ်ခုဖြစ်တဲ့အကျင့်ဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်တို့ဒီနေ့နှုတ်ပတ်တော်ဝင်ခဲ့ပြီးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ ဘယ်အတိုင်းတာတိကြီးထွားရင်ကြရမှာလဲဆိုတာကိုတပ်ပြီးပြောပြပါမယ်ကျွန်တော်တို့ကိုဖျားသခင်ကတားတော်ရဲ့ပုံတရာနဲ့တထတဲ့ဖြစ်ဖို့ရန်တွေ့ရှေးမစွာကကြံစီထားတဲ့မဟာအကြံစီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘလို့လို့ပြီးခရစ်တော်နဲ့ဒူလာနိုင်မှာလဲခရစ်တော်နဲ့တူရဲဆိုရင်ဘယ်လိုလက္ခဏာမျိုးတွေ့ရမှာလဲဆိုတာကိုပြောပြပါမယ်ဆိုရင်ကျွန်တော်တို့ဟာဝိညာဉ်ရေးရာမှာကျွန်တော်တို့အထဲမှာ ဝိညာဉ်တော်ရှင်တန်ကြီးထွက်လာတဲ့အခါမှာကျွန်တော်တို့အထက်မှာဝိညာဉ်အသီးကိုလုံးတည်လာမှာဖြစ်ပါတယ်အဲ့ဒီဝိညာဉ်အသီးကိုလုံးတည်လာပြီဆိုရင်ကျွန်တော်တို့ဟာခရစ်တော်နဲ့တူသွားပြီဖြစ်ပါတယ်အဲ့ဒီဝိညာဉ်အသီးကိုလုံးဟာဆိုရင်ချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းဆင်ရှင်ခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းနှုတ်ရတင်မွေးခြင်းတစ္ဆာစွာတဲ့ကံကုန်ချုပ်တည်ခြင်းဖြစ်ပါတယ်ဒီအသီးသီးခြင်းဟာခရစ်တော်နဲ့တူခြင်းရဲ့လက္ခဏာအမှတ်အသားပဲဖြစ်ပါတယ်ဆိုတာကိုပြောပြချင်ပါတယ် အခုတခါကျွန်တော်တို့ယုံကြည်ခြင်းနဲ့အကျင့်ဘလို့ဆက်ဆက်တယ်လဲဆိုတာကိုကျွန်တော်တို့လေ့လာသုံးသပ်ဖို့ဖြစ်ပါတယ်။ဖရာသခင်စီရလာတဲ့စစ်မှန်သောယုံကြည်ခြင်းကိုရရှိတဲ့ခါမှာအဲ့ဒီစစ်မှန်သောယုံကြည်ခြင်းမှာအပိုင်းနှစ်ပိုင်းပါရှိပါတယ်။တစ်ပိုင်းကယုံကြည်ခြင်းဖြစ်ပြီးတော့တစ်ပိုင်းကဖြောင့်မတ်ခြင်းဖြစ်ပါတယ်။အဲ့ဒီနှစ်ခုအတူရှိမှသာလျှင်ဖရာသခင်စီရလာတဲ့စစ်မှန်သောယုံကြည်ခြင်းလို့သတ်မှတ်ပါတယ်။ကျွန်တော်တို့ဟာခရစ်တော်ကိုယုံကြည်လက်ခံပြီးတော့ ယုံကြည်ခြင်းကိုရရှိလာတဲ့အခါမှာမိမိနှလုံးသားထဲမှာဘုရားရှင်ပေးတဲ့ဖြောင့်မတ်ခြင်းကတတိတဲလာတာဖြစ်ပါတယ်အဲ့ဒီဖြောင့်မတ်ခြင်းရောက်ရှိလာတဲ့အခါမှာကျွန်တော်တို့ရဲ့မူလအပြစ်တရားတွေမကောင်းတဲ့ဇာတိအကျင့်တွေကိုဖယ်ရှားပြီးတော့ဒီဖြောင့်မတ်ခြင်းတရားကနေရာဝင်ပြီးတော့အလုလို့တာဖြစ်ပါတယ်တနည်းအားဖြင့်ဝိညာဉ်တော်ကအလုလို့တာလာဖြစ်ပါတယ်အဲ့ဒီဝိညာဉ်တော်အလုလို့တာတဲ့အခါမှာအကျင့်တွေကအရင်ကနေမတူတော့ပဲ အလိုတော်နဲ့ညီတော်အကျင့်အကြံအပြောအဆိုတွေပြောင်းလဲလာတယ်အဲ့လိုပြောင်းလဲလာခြင်းအပြင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုတက်တည်ထူတာဖြစ်ပါတယ်အာရမတလင်စစ်မှန်သောယုံကြည်ခြင်းကိုခေါ်ပါတယ်ယောမသစ်ဆက်ခုမှာပြောထားပါတယ်စယုံကြည်ခြင်း၌တည်သောဖြောင့်မခြင်းဆိုဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ယုံကြည်ခြင်းနဲ့အကျင့်ဖြောင့်မခြင်းဟာတလုံးတစ်ဝတီဖြစ်တယ်အဲ့ဒီနှစ်ခုမှာတကယ်လို့ ယုံကြည်တယ်ဆိုပြီးတော့ပါစက်ကယုံကြည်တယ်ဆိုပြီးတော့လက်တွေ့မှာအမှုအရာအကျင့်အကြံအပြောဆိုအပြင်မပြတတ်နိုင်ဘူးဆိုရင်ဒီယုံကြည်ခြင်းကိုအသေးယုံကြည်ခြင်းတည်နေတော့ယုံကြည်ခြင်းလို့တတ်မှတ်ရတာဖြစ်ပါတယ်ပြီးတော့ဘာဖြစ်လို့အာဗြဟံရဲ့ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းလို့တတ်မှတ်တယ်လဲဆိုရင်အာဗြဟံသူ့ရဲ့တူဦးတီတော်သားကိုဖျားရှင်ရဲ့အလိုတော်တိုင်းသူကဘေး ပေးပေးလိုက်ခြင်းအားဖြင့်သူ့ရဲ့ယုံကြည်ခြင်းကိုတည်တည်ထိုးလိုက်တာဖြစ်ပါတယ်။အာဗရာမဆယ်ဖို့တဖို့ပေးတယ်။ဖျားစီကနားထောင်ပြီးတော့ဂရိတော်ကိုဆွဲကင်တယ်။ရစ်ပလင်တဲပြီးတော့ဖျားသခင်ကို ပူဇော်တဲ့အစတဲ့ကောင်းတဲ့ဖျားအလိုတော်ရှိတဲ့အကျင့်အကြံတွေကို ပြုမူကျင့်ကြံခြင်းအားဖြင့်သူ့ရဲ့ယုံကြည်ခြင်းကိုပြသလိုက်တာဖြစ်ပါတယ်။ဒါကြောင့်အာဗရာမကိုယုံကြည်ခြင်းရဲ့ဖခင်ဆိုပြီးတော့တတ်မှတ်ခြင်းခံရတာဖြစ်ပါတယ်။ ယုံကြည်ခြင်းလို့ပြောတဲ့နေရာမှာဖယားရှင်လှုပ်ပေးတဲ့အပိုင်းနဲ့ကျွန်တော်တို့လူသားဘက်ကလှုပ်ရတဲ့အပိုင်းဆိုပြီးတော့နှစ်ပိုင်းရှိတာဖြစ်ပါတယ်။ဖယားရှင်ကကျွန်တော်တို့ကိုနှုတ်ကပတ်တော်ကိုပေးတယ်။နှုတ်ပတ်တော်မျိုးစိကိုပေးတာဖြစ်တယ်။နှုတ်နှုတ်ကပတ်တော်ကိုကျွန်တော်နှလုံးသားထဲမှာခံယူပြီးတော့အပင်ပေါက်စေခြင်းအပြင်ကျွန်တော်တို့ကဖယားတခင်နဲ့ပူးပေါင်းလှုပ်ဆောင်တဲ့ခါမှာကျွန်တော်တို့ ဘုရားအလိုတော်ရှိတဲ့အတ္တတမျိုးကိုရရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်မို့အမြဲတမ်းတတိထားမှာကဘုရားရှင်စီကကဲတင်းစားပြီးပြီးဆိုပြီးတော့စိတ်ချလက်ချနေဖို့မဟုတ်ဘဲနဲ့ဘုရားရှင်ကပေးတဲ့ပြောင်းမှချင်းအားဖြင့်ကျွန်တော်အတ္တတကိုရှင်းတမ်းကြည့်ထွားအောင်ရှောက်လိုက်ရမှာဖြစ်တယ်ဆိုတာကိုပြောပြချင်ပါတယ်။ယုံကြည်သူတယောက်ဟာခရစ်တော်ကိုယုံကြည်လက်ခံပြီးတော့ယင်းချင်းခန္ဓာနဲ့ကိစ္စပြီးသွားတာမဟုတ်ပါဘူး။ ရည်နှချင်းခံတဲ့ခါမှာအထဲမှာနှလုံးသားထဲမှာခရစ်တော်ကိုရရှိတယ်။ပြီးရင်ကျွန်တော်တို့အသက်တာပိုင်းကိုဆက်လက်ပြီးတော့ရှောက်လန်းဖို့ရှိပါသေးတယ်။တနည်းအားဖြင့်ပြောရရင်ဝိညာဉ်နယ်ပယ်ထဲကိုစတင်ခြေလမ်းခြင်းပဲဖြစ်ပါတယ်။ဝိညာဉ်လူအဖြစ်နဲ့မွေးဖွားခြင်းဖြစ်တယ်။တနည်းအားဖြင့်ဖယားသားအနေနဲ့မွေးဖွားလာခြင်းဖြစ်ပါတယ်။ဒီဖယားသားကိုအစင်အတိုင်းကြီးထွားခြင်းဖြစ်ဖို့ရန်ဆက်လက်ပြီးတော့ ပူပေါင်းလို့ဆောင်ဖို့လိုအပ်ပါသေးတယ်လူကလေးတယောက်မွေးဖွားတဲ့အခါမှာကလေးကိုမိခင်ကနေပြီးတော့ပြူစုဆောင်ဆောင်ကျွေးမွေးပြီးတော့မှနင့်များစွာကြားတဲ့အခါမှာကလေးကအရွယ်ရောက်လာတာဖြစ်ပါတယ်ထိုနည်းသူဆိုပဲကျွန်တော်တို့အထဲမှာမွေးဖွားတာတဲ့ဝိညာဉ်လူလေးကိုကျွန်တော်တို့ကဒါဝင်ယူပြီးတော့ပြုစုပြောဆောင်ဆောင်ရှောက်ရမှာဖြစ်ပါတယ်။တနည်းအားဖြင့်ဝိညာဉ်လူဖြစ်တဲ့အားဆိုတာဝိညာဉ်အစာကိုကျွေးရမှာဖြစ်ပါတယ်။ကျွန်တော်တို့ ဇာတိကိုခန္ဓာတခုထဲနဲ့လုံနိုင်တဲ့ကိစ္စမဟုတ်ပါဘူးဒီကိစ္စကိုတန်ရှင်းသောဝိညာဉ်တော်ရဲ့ကိုညင်ခြင်းမဆခြင်းအပြင်အတွင်းတူခိုက်ခန့်စီမှာဖြစ်ပါတယ်ဆိုတာကိုအေဖက်36မှာတွေ့ရတာဖြစ်ပါတယ်ကျွန်တော်တို့အတွင်းတူခိုက်ခန့်ဖို့အတွက်အေဖက်36မှာဘုရားသခင်ကပြောထားပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဇာတိလောကအကျဉ်းစီတိုင်းအသက်ရှင်ရမှာမဟုတ်ဘဲနဲ့ ພະຍາດທະຄິນຍ໌ မိမိရဲ့ကာယခွန်အားညာနာခွန်အားလည်းမဟုတ်ဘဲနဲ့ဒါရှင်တော်ဘုရင်တော်ဘုရားကိုအားကိုးပြီးတော့အတွင်းလူကိုခိုင်ခံ့အောင်ကျွန်တော်တို့လုပ်ကံရမှာဖြစ်ပါတယ်ဆိုတာကိုပြောပြချင်ပါတယ်။ Born again ဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကိုဘုရားသခင်ကဝိညာဉ်ရေးမှာတာဝန်ယူတာဖြစ်ပါတယ်။ကျွန်တော်တို့ဘယ်လိုနေထိုင်အသက်ရှင်ရမလဲဆိုတာကိုဈာန်စာထဲမှာအကျင့်ဆိုပြီးဖော်ပြထားတာဖြစ်ပါတယ်။အင်္ဂလိပ်လိုတော့ walk လို့ ဖော်ပြထားရပါတယ်ကျွန်တော်တို့အတ္တတော်အတ္တတာဝိညာဉ်အတ္တတာစောက်လန့်ဖို့ရန်တွေကျွန်တော်တို့ဘယ်လိုနေထိုင်ရမှာလဲဆိုတာကိုဖရာသခင်ကတေချာစွာလမ်းညွန်ပြသထားတာဖြစ်ပါတယ်ဖရာသခင်ကလူကိုဖန်ဆင်းပြတဲ့အခါမှာအေရင်ဥယျာဉ်မှာထားပါတယ်ဖန်ဆင်းထားတဲ့အရာအလုံးတရိစ္ဆာန်နဲ့လူတွေအလုံးကိုလူကလူကိုပေးထားပေးထားတာဖြစ်ပါတယ်ပြီးတော့မှလူကို အခွင့်အာဏာပေးထားပါတယ်ဒီအရာတွေကို ထင်းတင်းကြတို့ပွားအောင်လုပ်ကြဆိုပြီးတော့အမိန်ပေးပြီးတော့အခွင့်အာဏာကိုပေးရခဲ့တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ကိုလည်းပဲဖရာသခင်ကစေခိုင်းနေတာဖြစ်ပါတယ်ဘာအဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့အထဲမှာမွေးဖွားလာတဲ့ဝိညာဉ်ဖရာသားကိုကျွန်တော်တို့ကတာဝန်ယူရမှာဖြစ်ပါတယ်ကြီးထွားရှင်တန်ဖို့ဖရာသခင်ရဲ့အလိုတော်နဲ့ညီအသက်ရှင်ဖို့ ကျွန်တော်တို့ကစောင့်ရှောက်ပါမှာဖြစ်ပါတယ်။အဲ့ဒါကိုအကျင့်လို့ခေါ်တယ်။တကယ်လို့မိမိအသက်တာထဲမှာအလိုတော်နဲ့ညီတော်အကျင့်မလုံနိုင်ဘူးဆိုရင်ကျွန်တော်တို့ဒီဝိညာဉ်လူလေးဟာဝိညာဉ်အစာမရတဲ့ခါမှာကြာရင်ဒီဝိညာဉ်လူကတည်သွားမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့အကျင့်မပါတော့ယုံကြည်ခြင်းဟာအတေဖြစ်တယ်လို့ပြောထားတာဖြစ်ပါတယ်။ကျွန်တော်တို့ယုံကြည်သူအများစုကကဲတဲ့ချင်းကြပြီး ရေတချင်းခံပြတဲ့အခါမှာကိစ္စပြီးသွားပြီလို့ထင်ထားရတယ်။ကျွန်တော်ယုံကြည်သူတွေဟာရေနှချင်းခံပြီးဘောနေကင်ဖြစ်လာတဲ့အခါမှာခြေလန်းအစ်စ်ကိုစတင်ခြေလန်းရတာဖြစ်ပါတယ်။လောကအရာတွေကိုဇာတိဆွဲလမ်းမှုတွေကိုစွန့်ခွာပြီးတော့ဖရာသခင်ရဲ့အလိုတော်နဲ့ညီအသက်ရှင်မှုအတွက်လေလာတင်ယူပြီးတော့မှရှင်းတန်ကြီးထွားရမှာဖြစ်ပါတယ်။အလိုတော်ကိုဆောင်ရမှာဖြစ်ပါတယ်။အဲ့ဒီဟာကိုတနည်းအားဖြင့်အကျင့်လို့ခေါ်သလို ဘုရားသခင်ပေးထားတဲ့အလုတ္တဝန်နဲ့ဖြစ်တယ်ဆိုတာကိုပြောပြချင်ပါတယ်ကျွန်တော်တို့ယုံကြည်သူများအနေနဲ့ဒီလောကမှာအသက်ဆင်ဆင်မှာမိမိတို့ရဲ့လောကမှာရှိတဲ့လိုအပ်တဲ့အရာတွေနဲ့ပဲလုံပန်းပြီးတော့ဒီအတွင်းလူကိုပြစ်ပယ်ထားမယ်ဆိုရင်ဒါအတွင်းလူကတည်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ယုံကြည်ခြင်းတစ်ခုထဲနဲ့ကျွန်တော်တို့ရဲ့အတွင်းလူကိုဘလို့မှကြိထွားအောင်မလုပ်နိုင်ဘူး ဒီအရင်းတို့အတွက်လည်းကျွန်တော်တို့အစာကျွေးရမယ်ဒီအရင်းတို့အတွက်ကျွန်တော်တို့ဥပမာကျန်းစာကိုဖတ်ရမယ်ဆုတောင်းရမယ်ဝင်းရင်တော်လမ်းပြတဲ့အတိုင်းဒီအရင်းတို့ခိုင်ခန့်ဖို့ရန်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးတရက်နှစ်ရက်လည်းပြီးသွားနိုင်တာမဟုတ်ဘူးဒါကိုအစင်တစိုက်အသက်ရှင်နေတဲ့မြတ်ကလည်းပါလုံးအရင်းတို့ခိုင်ခန့်ဖို့အတွက်အရင်းတို့အတွက်ကျွန်တော်တို့ဦးစားပေးလှုပ်ဆောင်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့နောက်ကပတ်တော်ကိုနေရမပြစင်စင်အောင်မြင့်ခြင်း အားဖြင့်ကျွန်တော်တို့အတွင်လူကိုခိုင်ခန့်စေမယ်။တနည်းအားဖြင့်ဘုရားသခင်ဝိညာဉ်တော်ရဲ့မဆာခြင်းကိုကျွန်တော်ရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဩဒီလောကရဲ့ပျော်ရွှင်မှုကြွယ်ဝမှုတွေကိုကျွန်တော်တို့တတ်မြဲပြီးတော့လှုပ်ရှားနိုင်မယ်ဆိုရင်ဒီအတွင်လူကတည်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကိုဘုရားသခင်ကဒီလောကမှာထားခြင်းဟာဒီလောကရဲ့စီးစင်ဥစ္စာကြွယ်ဝမှုတွေကို ခန်းစားဖို့ဇင်ခံဖို့ပျော်ဖို့ပါဖို့မဟုတ်ပဲနေကျွန်တော်တို့သာဝရနိုင်ငံအတွက်သာဝရကာလမှာခရစ်တော်နဲ့အတူဘုရားသခင်နဲ့အတူဆံပြန်းဖို့ရဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကိုနှလုံးသွင်းပြီးတော့အသက်ရှင်ဖို့လိုအပ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလောကအရာကိုမဆွဲလန်းနဲ့အထက်အရာကိုဆွဲလန်းကြလို့ဆိုပြီးတော့ဘုရားရှင်ကကျွန်တော်တို့ကိုအတန်တန်တတိပေးနေတာဖြစ်ပါတယ်ဒါကြောင့်မလို့အဒရင်းလူမတေးအောင်ကျွန်တော်တို့မှာတာဝန်ရှိတယ်ဆိုတာကို သိစေချင်ပါတယ်ကျွန်တော်တို့ယုံကြည်သူများအနေနဲ့နှုတ်ကပတ်တော်ကိုတပတ်တစ်ခါဘုရားကျောင်းမှာနားထောင်လိုက် online မှာနားထောင်လိုက်တစ်ချိန်လုံးနားထောင်နားထောင်ယုံနေကျွန်တော်တို့အထဲမှာနှုတ်ကပတ်တော်ကနှုတ်ပတ်တော်မျိုးစေရှင်တန်ကြည်ထွားဖို့အယုံလုံးကိုခက်ခဲပါတယ်ကျွန်တော်တို့ကအဲ့ဒီကြားတဲ့အခါမှာအိုဆရာပြောတာနားထောင်ဒီဆရာပြောတာနားထောင်နေအာရောင်းလေလေဖြစ်တတ်ပါတယ်ကျွန်တော်တို့နှုတ်ကပတ်တော်ကို ခါယူတဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်နှုတ်ကပတ်တော်ကိုတေချာဖတ်ဆုပြီးတော့စင်ချင်းနှလုံးသွင်းပြီးတော့နှုတ်ကပတ်တော်ထဲကနေပြီးတော့ဖွင့်ပြခြင်းကိုရရှိမှသာလျှင်ကျွန်တော်တို့ဟာဝိညာဉ်ရေးရမှာကြီးထွားခြင်းကျက်လာနိုင်မှာဖြစ်ပါတယ်ဆိုတာကိုပြောပြစင်ပါတယ်ကျွန်တော်တို့ယုံကြည်သူတွေဟာဘောနေခဲ့ဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဟာစာတန်ရဲ့တားမဟုတ်တော့ဘူးဖရာရဲ့တားကောင်းကင်နိုင်ငံကိုဝင်စားမဲ့သူတွေဖြစ်တဲ့အားလို့ဆိုတာကျွန်တော်တို့ရဲ့ အပြင်ပိုင်းတံကနေပြီးတော့မှကျွန်တော်တို့ရဲ့အပြောအဆိုအလုတ်ကံမှုရာအားလုံးဟာပြောင်းလဲသွားရမှာဖြစ်ပါတယ်ပြောင်းလဲသွားရမှာဆိုတာအလိုတော်နဲ့ညီတော်ကြင့်ကြံပြောဆိုခြင်းအဲ့ဒီလို့ကျွန်တော်တို့ကတက်တည်ထူနိုင်ရမှာဖြစ်ပါတယ်စံစာအေဖက်အေဖက်ငါတင်မှာပြောထားတယ်အတိုင်းပဲကျွန်တော်တို့ကဖရာသားဆိုရင်ဖရာသားလို့ကြည့်မှုဖြစ်တယ်တကယ်လို့ဖရာသားမှလို့ရှိရင် ဒီမကောင်းတဲ့ဒုစရိုက်တွေကိုမပြုတ်တတ်ဘူးလို့နှုတ်ကပတော်ကပြောထားပါတယ်အကယ်၍နှုတ်ကပတော်ကပြောထားတဲ့အချိန်ကျွန်တော်တို့ကမလုပ်ဘဲနဲ့နှုတ်ဒီမကောင်းတဲ့လောကအရာတွေကိုဆွဲလိုက်မယ်ဒုစရိုက်မှာပျော်မွေ့နေမယ်ဆိုရင်ဖရာသားလို့ခေါ်လို့မရပါဘူးအဲ့ဒါယုံကြည်ခြင်းမှာတည်နေတဲ့ယုံကြည်ခြင်းဖြစ်ပါတယ်တကယ်ဟန်ဆောင်ယုံကြည်ခြင်းယုံကြည်ခြင်းအတူယုံလို့ကျွန်တော်ဒီနေ့ဒီနေ့ရနေပြီးတော့ ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းပြောပြခြင်းပါတယ်အာမနာတန်ပြောပြတာဖြစ်ပါတယ်ဘုရားသားဆိုရင်ဘုရားလိုကျင့်ရမယ်ဘုရားလိုနေရမယ်ဘုရားလိုလွတ်ရမယ်ဆိုတာကိုဘုရားသခင်ကကျွန်တော်တို့ကိုလမ်းညွန်တင်ကြားပေးနေတာဖြစ်ပါတယ်ပြီးတော့ရှင်ယာကုတ်နှစ်ဆက်လေးမှာလည်းပြောထားပါတယ်လူတယောက်ကယုံကြည်သူတယောက်ကငါဟာယုံကြည်သူဖြစ်တယ်ဆိုပြီးတော့ဘုဆက်ကတွတ်တွတ်ပြောနေရင်းနဲ့ဒါပေမဲ့သူလှုပ်တဲ့နေရာက လို့တဲ့ပုံနေတဲ့ပုံထိုင်တဲ့ပုံမှာဘာမှယူစရာမရှိဘူးရစရာမရှိအောင်ကိုဖြစ်နေတယ်ဆိုရင်ဒီလူရဲ့ယုံကြည်ခြင်းကသူ့ကိုမကယ်တင်နိုင်ပါဘူးဆိုပြီးတော့ပြက်ပြက်သားသားပြောပြထားတာဖြစ်ပါတယ်ဒီနေ့ယုံကြည်သူများကျွန်တော်အထူးစင်ကြင်အောင်းမေဖို့ဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့အတူလျှောက်လန့်တဲ့အခါမှာလူတွေရှိမှကျွန်တော်တို့ဘုံတော်တင်စားတဲ့သူဖြစ်ဖို့လိုအပ်တယ်ကျွန်တော်တို့ပုံမှန်လေးဖရာကြောင့်နေတက်လိုက် အဲ့ဒါမျိုးလေးနဲ့အီပဲအီပဲနဲ့တောင်းနေမဆိုရင်နောင်ဂျေဇုတော်ကာလကုံဆုံးတဲ့ခါမှာဖခင်ခရစ်တော်ကသင်ကိုငါအလင်းမတိဘူးဆိုတဲ့အထဲမှာပါဝင်တော်သူမဖြစ်ဖို့ထပ်မံပြီးတော့တတိပေးခြင်းပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ရဲ့အကျင့်အကြံအပြောအဆိုအမှုရာတွေဟာဖခင်သားဖြစ်တယ်ဆိုတာကိုပုံသက်တည်ပြနိုင်တော်သူဖြစ်ဖြစ်ကြပါစေလို့ယေရှုနာမအပြင်ဆုတောင်းပေးလိုက်ပါတယ် 表弟表兄讲几句话是。